ထွန်းကတော့အီရန်မှာအောင်မြင်မှုအကြီးကြီးရနေတယ်ဆိုပြီးဂုံယူဝင်ကြွားစွာပြောနေပြီမဲ့အီရန်ကိုအမေရိကန်ကဘုံကျဲခဲ့တဲ့စစ်စီကနေဘာအောင်မြင်မှုမှမရခဲ့ဘူးလို့ခါမေနီကပြန်ပြောနေပါလေခါမေနီရဲ့ပြန်ပြောမှုကြောင့်ထွန်းကတော့အရှိလက်ပိုင်းအရေးမှာအဆက်ကွဲရမဲ့အရေးနဲ့ကြုံနေရပြီဖြစ်ပါလေအီရန်အနေနဲ့ American နဲ့ Stacey ဆိုနေဖို့ဘာအကြောင်းအရာမှမရှိသလို့ မရိကန်နဲ့နျူကလ িয়ার ကိစ္စလည်းစူးလေးဖို့အကြောင်းမရှိဘူးလို့အီရန်ဘက်ကတင်းတင်းမာမာပြန်လည်တုံ့ပြန်လာတာဖြစ်ပါလေ။ဒါဟာနောက်ထပ်စစ်ပွဲအသစ်တရက်ကိုရည်ညွှန်းတာလားဆိုတာတော့စောင့်ကြည့်ရမှာပဲဖြစ်ပါလေ။အီရန်ကိုဘုံကျဲခဲ့တဲ့စစ်စင်ရေးကလည်းအမေရိကန်ဟာဘလို့အောင်မြင်မှုမျိုးဘလို့ရလက်ကောင်းမျိုးမှပိုင်ဆိုင်မသွားခဲ့တာတကပါလုံးသိပဲလို့အီရန်အစိုးရအခြေခံကမ္ဘာကြီးကပြောပါလေ။ ခမနီယာအီရန်နဲ့အစ္စရေးတို့ကြားပစ်ခတ်ရစေးသဘောတူညီမှုရရှိလာပြီးနောက်တရက်မှာလူမျိုးကိုရှိပြန်ရောက်လာပြီးတော့နိုင်ငံကိုပြောတဲ့မင်ကုံမှာသူဟာအီရန်ကိုအစ္စရေးကလေကြောင်းနဲ့ခတ်မှုတွေစတင်ခဲ့တဲ့ဇွန်လ17ရက်နေ့ကအီရန်ရဲ့ထိတ်ဆုံးအဆင့်အရာရှိတွေကိုအဆက်အသွယ်ဖြတ်တောက်ပြီးလှုပ်ဝက်နေရာမှာတင်းရှောင်ခဲ့တာဖြစ်ပါတယ်။ဇွန်26ရက်နေ့မင်ကုံမှာခမနီကအီရန်ရဲ့နျူကလ িয়ার စခန်းသုံးခုကိုအမေရိကန်ဝင်ဘုံကျဲသွားတဲ့စစ်စီရင်ဟာ ဘာကြိုးရလက်မမဖြစ်ထွန်းခဲ့တဲ့မစ်ရှင်လို့ပြောသွားပါတယ်။တစ်ဖက်မှာတော့အမေရိကန်သမ္မတ Trump နဲ့ကာကွယ်ရေးဝန်ကြီး Bill Hasek ကအဲ့ဒီတိုက်ခိုက်မှုဟာပြစ်မှတ်နေရတဲ့ကိုအကြီးအကျယ်ဖျက်ဆီးခဲ့ပြီး Iran Nuclear လေပညာမြင့်တင်မှုကိုထိုးနှက်နိုင်ခဲ့တယ်လို့ဆိုထားပါတယ်။ Khamenei ကတော့အမေရိကန်ရဲ့ဗိုလ်ချုပ်မှုအောင်မြင်တဲ့အတိုင်းနဲ့ပတ်သက်ပြီး Trump ဟာအလုံးကျုံချက်ထွင်ပြီးတော့ပြောနေတာဖြစ်တယ်လို့ဝေဖန်သွားပါတယ်။အမေရိကန်ဟာဘာယီမန်းချက်မှအထမမြောက်ခဲ့ရုံသာမကဘာမှလည်းလက်ဆုပ်လက်ကင်အောင်မြင်မှုမရခဲ့ဘူးလို့ဆိုပါတယ် ဒါဟာလဲအီရန်ရဲ့သဘောထားတစ်ခုတည်းသာမဟုတ်ပဲဒီကမ္ဘာလုံးအသိလိုကမ္ပဏီကဆိုပါလေ American ဗုံးကျမှုဘီကာတာမှာရှိတဲ့ American leaders ကန်တခုကိုအီရန်ကဒုံးကြီးတွေနဲ့လက်တုံးပြန်ပစ်ခတ်တာနဲ့ပတ်သက်လို့လဲနောက်တစ်ချိန်မှာဒါမျိုးတွေထပ်ဖြစ်နိုင်ကြောင်းအီရန်ကိုတိုက်ခိုက်မယ်ဆိုရင်ရန်သူတွေနဲ့ရန်လူကျူးကျော်မှုတွေအတွက်ပေးဆက်မှုတမှုဟာအယမ်းမြင့်မာလိမ့်မယ်ဆိုတာသိသင့်တယ်လို့ကမ္ပဏီကဆိုပါတယ် ဒါပေမဲ့အီရန်ဟာဒီတိုက်ခိုက်မှုမတိုင်ခင်ကတ္တာအစိုးရစီကြိုတင်ကြောင်းကြားထားခဲ့ပြီးတော့အမေရိကန်တပ်တွေကလည်းကြိုတင်ရွှေ့ပြောင်းခဲ့လို့ဒဏ်ရသူမရှိခဲ့တယ်လို့စကမ်းကလည်းပျက်စီးမှုနေခဲ့တာရှိခဲ့ပါတယ်။ခမေနီကတော့အီရန်အနေနဲ့နိုင်ငံရဲ့နျူကလ িয়ার ရည်မှန်ချက်ကိုဆက်ပြီးတော့အကောင့်ထဲပေါ်မှာဖြစ်တယ်လို့အတည်ပြုခဲ့ပြီးအမေရိကန်နဲ့နျူကလ িয়ার မူဝါဒရေးအစွန်းမှုလည်းလက်တလောဖြစ်နိုင်ခြင်းမရှိဘူးလို့ဆိုပါတယ်။ အီရန်အစ္စရေးစည်ရေးပြည်ပကတွင်အီရန်မှာလူပေါင်း600ကျော်တိုက်ဆုံးခဲ့တယ်လို့အီရန်ကျန်းမာရေးဝန်ကြီးဌာနကကြေညာထားတာဖြစ်ပါတယ်။အစ္စရေးအနာပိုင်းတွေကတော့စုစုပေါင်းအသေးပြောက်ဟာ24ဦးထိများပြားခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်အမေရိကန်ရဲ့နျူကလ িয়ার ရေးဆွေးနွေးဖို့လည်းဘာအကြောင်းမှမရှိဘူးလို့အီရန်နိုင်ငံဂျာယီဝန်ကြီးအာဘတ်အာရာရှိကနိုင်ငံကိုပြောတဲ့မိန့်ခွန်းမှာဆိုပါတယ်။ အစ္စရေးကအီရန်အားတိုက်ခိုက်မှုကိုထောက်ခံခဲ့ပြီးအမေရိကန်ကိုယ်တိုင်အီရန်ရဲ့နျူကလ িয়ার စေယုံတွေအားလေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်အမေရိကန်နဲ့အီရန်တို့ဆွေးနွေးပွဲများရှိခဲ့ကြောင်းသတင်းတွေထွက်ခဲ့ပါတယ်။မကြာသေးမီကဆွေးနွေးပွဲတွေမှာကျွန်တော်တို့နိုင်ငံရဲ့အခွင့်အရေးတွေကိုဆွေးနွေးဖို့အမေရိကန်ကစူးစမ်းခဲ့ပါတယ်။တချို့ဖြစ်ရတဲ့ဖြစ်လာပြီးတဲ့အခါသူတို့ဟာအစ္စရေးကတိုက်ခိုက်မှုတွေလှုပ်လာအောင်မျိုးစိမ်းပြခဲ့တာလို့အာဘတ်အာရာရှီကဆိုပါတယ်။အီရန်နိုင်ငံသားရဲ့ဝန်ကြီးအာဘတ်အာရာရှီကအမေရိကန်ဟာ အဲ့ဒီဆွေးနွေးပွဲတွေမှာတန်တမန်လုံထုံးလုံမီတွေကိုချိုးဖောက်ခဲ့ကြောင်းဒီလောက်ရဟာနောင်လာမဲ့ဆွေးနွေးပွဲအတွက်အီရန်မှာဆုံးဖြတ်ချက်တွေဖြစ်လာမယ်လို့ဆိုပါတယ်ဒါမဲ့တမရမတမန်ရေးရဆက်သွယ်ထားတဲ့နိုင်ငံတွေမှာနိုင်ငံခြားရေးဝန်ကြီးတွေနဲ့တော့ဆက်သွယ်ဆောင်ရွက်နေကြောင်းဆိုပါတယ်မေဂျန်တမန်ထွက်ဟာလာမဲ့တရင်ပေါ်မှာအီရန်နဲ့တွေ့ဖို့စီစဉ်ထားတယ်လို့ပြောဆိုချက်ကိုလည်းအီရန်နိုင်ငံခြားရေးဝန်ကြီးကပယ်ချပါတယ်မေဂျန်နဲ့တိုက်ရိုက်မဟုတ်တဲ့ဆွေးနွေးပွဲအသစ်တွေအတွက်ကျွန်တော်တို့ဘလို့စီစဉ်ထားတာမှမရှိသေးပါဘူး သူတို့ရဲ့ထုတ်ပြန်ချက်တွေဟာလွဲမားနေတယ်လို့ဆိုပါတယ်အင်ဇယ်နဲ့အီရန်ကြားတိုက်ပွဲဟာနှစ်ဖက်ထိခိုက်မှုတွေများပြခဲ့ပြီးအီရန်ဘက်ကပိုထိခိုက်ခဲ့တယ်လို့ဆိုပါတယ်အီရန်ဘက်ကလည်းအစ်ဇွေးကိုဒုံးကျည် drone တွေနဲ့အပြင်းထန်လက်တုံပြန်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်ဘက်ကတော့အီရန်ကိုဘုံကျဲခဲ့တဲ့မစ်ရှင်ချက်လက်အစ်စ်တွေကိုထုတ်ပြန်သွားပါတယ်။ ဇွန်22မနက်ပိုင်းကအမေရိကန်ဗီ2မဟာဗျူဟာမြောက်ဘုံကျက်လေယာဉ်ကြီးတွေဟာအီရန်ရဲ့ယူရီယံတန်းစစ်ဆေးရုံတစ်ခုကိုဝင်ဘုံကျက်ခဲ့ပြီးတချိန်တည်းလူလူမှာတခြားဆေးရုံတစ်ခုကိုတော့အမေရိကန်ရဲ့ရေတပ်တူမာဟော့ဒုံးကြီးတွေနဲ့တိုက်ခိုက်ဖျက်ဆီးခဲ့တယ်ဆိုပါတယ်။အဲဒီစစ်စင်ရဲ့ထိရောက်အုံမြင့်မှုအတိုင်းအတာနဲ့ပတ်သက်လို့မျိုးမျိုးဝီဝါဒကွဲပြားနေမြန်သမားထရန့်ပါဝင်အမေရိကန်ဆိုရထိပ်ပိုင်းတွေကတော့ပြစ်မှတ်နေရတွေကိုအမေရိကန်စစ်တပ်ကထိရောက်ပြစ်ခတ်နိုင်တဲ့အကြောင်းခိုင်မာပြောနေပါတယ်။ ကာဝေဝန်ကြီးပီဟာဆန်နဲ့အမေရိကန်စီးပွားရေးချုပ်ဘိုဂျိုဂျီဒန်ဂိန်းတို့ဦးဆောင်ပြီးအဲ့ဒီ Midnight Hammer ဆိုတဲ့စစ်စီရင်တဲ့ပတ်သက်တဲ့အချက်လက်တွေကြီးညာပါတယ်။ပီဟာဆန်ကအမေရိကန်ဟာတမိုင်းတလျှောက်မှာအလုတ်ဝတ်ဆုံးနဲ့အရှုပ်ထွေးဆုံးစစ်စီရင်တစ်ခုကိုအောင်မြင်ရကောင်းထဲပေါ်နိုင်ခဲ့တယ်လို့ပြောပေမဲ့အစ်စ်အားလုံးကတော့ရှင်းပြခြင်းမရှိပါဘူး။ဒန်ဂိန်းကတော့အစ်စ်မြင့်ဆုံးလက်နက်စနစ်တွေနဲ့စီးရင်ဒီပညာကိုချိတ်ဆက်အသုံးပြုပြီးအဲ့ဒီစစ်စီရင်ကိုဘလို့ကောင်းထဲပေါ်ခဲ့လဲဆိုတာရှင်းပြပါတယ်။ ဒါပေမဲ့အီရန်ရဲ့နျူကလ িয়ার စကန်တွေထရီရောက်ဖျက်ဆီးနိုင်ခဲ့တယ်ဆိုတော့တမန်ထိုင်ရဲ့ကြိုးကြုံမှုကိုတက်သေးပြနိုင်မယ့်အချက်လက်ကိုတော့ဒန်ကင်းကတင်ပြမတော်ပါဘူး။တင်းစားရှိမမဒန်ကင်းကဘုံကျက်လျင်မှုတွေကြောင်းနဲ့အဲ့ဒီစစ်စင်ရေးအတွက်အချင်းပြီးဘလို့ပြင်ဆင်ခဲ့လဲဆိုတာပထမချိန်ထုတ်ပြန်ခဲ့ပါလေ။ကျဲချခဲ့တဲ့ဘန်ကားဖြတ်ဘုံတွေဟာပြင်မှတ်ကိုတိတိကျကျထိခိုက်ပျက်စီးစေမှာသေးကြအောင်အစွမ်းကုန်တွက်ချက်ခဲ့ပြီးဒီချိန်မှာဆိုရင်အမေရိကန်သမိုင်းမှာ စူပါကွန်ပျူတာတွေစုပြုံသုံးစွဲမှုအများဆုံးအခြေအနေထိတောင်မှရောက်သွားခဲ့တယ်လို့ဒန်ကိန်းကဆိုပါတယ်။38နှစ်ကြာဇက်တိုက်ပြန်တန်းခဲ့ရတဲ့ဘုံကျဲမရှင်မှာပါခဲ့တဲ့လေရင်မှုတွေဟာမျိုးသားတွေရောမျိုးသမီးတွေပါပါပြီးဘိုးကြီးစင်ကလည်းဘုံမူကြီးအစင်ထိလို့ဒန်ကိန်းကဆိုပါတယ်။ပြီးတော့ American Leader နဲ့ Missouri ပြည်နယ်အစောင့်တစ်ဖွဲ့ Leader ဖွဲ့ဝင်တွေဖြစ်ပြီးအများစုကနေပါရမှာရှိတဲ့ Leader ရဲ့အစင်မြင့်ဆုံးတောင်ဝင်ရှိသူတွေလို့ဆိုပါတယ်။မရှင်ပြတ်မထောက်ခခင်မှာလေရင်မှုတွေဟာသူတို့မိသားစုတွေကိုတော့မှနှုတ်ဆက်ခဲ့တယ်။ သူတို့ကိုယ်တိုင်အိမ်ပြန်ရောက်မရောက်ကြိုတင်ပြီးမသေးကြနိုင်ခဲ့ဘူးလို့ဒန်ကင်းကဆိုပါတယ်။အမေရိကန်ရဲ့ဘုံကျဲမရှင်မတိုင်ခင်ရပိုင်းလိုမှာကလေးကအဓိကပြစ်မှတ်နေရာဖြစ်တဲ့ဘော်ဒိုရေနီယန်တပ်စစ်ဘုမြေအောက်စခန်းကြီးကိုအီရန်ကကြန့်ခိုင်ရေးအဖြစ်မှုတွေလုပ်နေခဲ့တယ်လို့လည်းသိရပါတယ်။ဘော်ဒိုကတောင်တလုံးအောက်မီတာ60လောက်အနက်မှာတည်ဆောက်ထားတဲ့မြေအောက်စခန်းကြီးဖြစ်ပြီးအမေရိကန်ရဲ့ဘုံတွေဟာစခန်းပြင်ပလေစစ် ဝင်ပေါက်တွေထဲတက်တဲ့ဝင်အောင်ကျဲချခဲ့တာပါ။ဒါမဲ့အဲ့ဒီ လေဝင်ပေါက်တွေရဲ့အပြင်ဘက်မှာကွန်ကရစ်တွေထပ်ကပြီးအီရန်ကဖုံးပွက်ထားဖို့စီစဉ်ခဲ့ပါတယ်။အကုန်ကြိုစီစဉ်ထားခဲ့တဲ့ချိန်တွေကလည်းနောက်ဆုံးမိနစ်ပိုင်းမှာအီရန်ရဲ့အခင်းချင်းပြောင်းလဲမှုကြောင့်အရေးပေါ်ပြန်ချိန်မိရတာမျိုးကြုံခဲ့ပေမဲ့မျှော်မှန်းထားတဲ့အတိုင်းအမေရိကန်ရဲ့အီရန်မှဘန်ကားဖြတ်ဘုံးကြီးတွေဟာပြစ်မှတ်ကိုတိတိကျကျကျဲချနိုင်ခဲ့တယ်လို့တန်ကဲကဆိုပါတယ်။ဒါအမေရိကန်သမိုင်းမှာဒီဘုံးတွေကိုပထမဆုံးအချိန်စစ်စင်ရေးမှာထုတ်သွင်းတာဖြစ်ပါတယ်။ အဲ့ဒီဘုံကျက်လေရင်တွေအီရန်လေပိုင်နေတဲ့မွေးခင်အမေရိကန်ရဲ့တိုက်လေရင်တွေကခြံရံစောင့်ကြပ်ပြီးခဲ့ရသလိုဒေတာတွင်းမဟာမိတ်နိုင်ငံတွေမှာဖြန့်ကျက်ထားတဲ့ Patriot လေကြောင်းကာကွယ်ရေးစနစ်တစ်ခုကလည်းအီရန်စီကတုံ့ပြန်ပစ်ခတ်လာမှာတွေကိုပြစ်ချဖို့အသင့်အနေထားရှိခဲ့ပါတယ်လို့ဒန်ကိန်းကဆိုပါတယ်ဝဂျိုဂျီတန်ငယ်နဲ့ပီဟာဆက်တို့ပြောဆိုထားတဲ့ချက်လက်ဒီမှာဗော်ဒိုစကန်ကြောင့်ပဲအဓိကဦးတည်ခဲ့ပြီးချားစကန်နေဖြစ်တဲ့နာတန့်စ်နဲ့အစ်စပန်တို့ကိုတိုက်ခဲ့တဲ့အကြောင်းဘာမှသေချာမရှင်းပြပါဘူး။ ဇော်တို့ကတော့အထက်ကပြက်စီးနေရှင်ဖို့အတွက်ဂေါ်ပြားကြီးကြီးလိုလိမ့်မယ်လို့ပြီးဟာဆက်ကမှတ်ချက်ပေးခဲ့ပြီးအထက်ကိုဘယ်သူမှဝင်ရှင်းဖို့ဆိုတာမဖြစ်နိုင်တော့ဘူးဆိုပါလေတန်ကင်းကပြက်စီးတဲ့ဘလောက်ရှိနိုင်လဲဆိုတော့မေကွန်းနဲ့ပတ်သက်ရင်စည်ရင်းနဲ့မြေပြက်စီးဆန်းစစ်မှုကိုစစ်တပ်ကလုံးဝမဟုတ်ပဲထောက်လဲရေးတိုင်ဝမ်ကတော့ဒါကိုတောင်းယူမှာဖြစ်မယ်လို့မှတ်ချက်ပေးခဲ့ပါလေစစ်တပ်ဟာကိုယ်အင်စာကိုလုတ်ခဲ့ပြီးအမှတ်ပေးတာကတော့ထောက်လိုင်းရဲ့ဘက်ကကိစ္စလို့တန်ကိန်းကပြောသွားပါတယ် အီရန်နျူကလ িয়ার စကန်တွေကိုတတိယောက်ဖျက်ဆီးနိုင်ခဲ့တယ်ဆိုတော့ထရမ်မတ်ချက်ကိုပီဟာဆက်ကလုံးဝမှန်ကန်ပါတယ်လို့ကာကွယ်ထောက်ခံခဲ့ပြီးသူ့အနေနဲ့စစ်စင်အောင်မြင်ခဲ့တယ်ဆိုတာအာမခံတဲ့အကြောင်းစေဦးစီကျုံးနဲ့လောက်ခန့်အရာရှိတွေထောက်လှမ်းရေးတိုင်းဝန်နဲ့တခြားဌာနဆိုင်ရာအရာရှိတွေပူးပေါင်းပြီးတော့ဒီစစ်စင်ရေးဟာအမှန်တကယ်အောင်မြင်ခဲ့တယ်ဆိုတာရှင်းပြနိုင်မဲ့အချက်လက်ဆန်းစစ်မှုတွေလုံဆောင်နေတယ်လို့ပီဟာဆက်ကဆိုပါတယ်ထံကတော့ဒီစစ်စင်ရင်နဲ့ပတ်သက်ပြီးမဟုတ်မမှန်ဆွဆွဲရေးသားတဲ့ New York Times နဲ့ CNN သတင်းဌာနတို့ကိုတရားစွဲမယ်ဆိုပြီးပြောနေပါလိမ့် နယူးယောက်တိုင်းနဲ့ CNN တို့ကဘလို့သတင်းတွေဖော်ပြထားလဲဆိုတော့ American စစ်ဘက်ထောင်လေ DIA ရဲ့ကနဝူးစီခံစာကိုကိုးကားပြီး American ဟာ Iran nuclear scan တွေတိုက်ခိုက်မှုဟာ Iran ရဲ့ nuclear စီစဉ်ကိုလုံးဆုံးပြတ်သုံးစေတာမဟုတ်ဘဲအနည်းငယ်သာနှောင့်နှေးသွားစေနိုင်တယ်ဆိုပြီးခေါင်းတည်ရေးသားခဲ့တာဖြစ်ပါလေ။ဒါနဲ့ပတ်သက်ပြီးဒီသတင်းထဏာတွေကိုတရားစွဲမယ်လို့သမ္မတ Trump ကချိန်ချောက်ခဲ့ပါလေ။ နယူးယောက်တိုင်းကိုပေးပို့တဲ့စာမှာသမ္မတရဲ့ရှင်းတွေကအဲ့ဒီသတင်းဟာသမ္မတရဲ့ဂုံတိတ်ခါကိုထိခိုက်စေပါတယ်။သတင်းကမှားနေပြီးမျိုးချစ်စိတ်သက်ကင်းမဲ့နေပါတယ်။ရန်သူအားပေးသတင်းမှာဒီနယူးယောက်တိုင်းအနေနဲ့အဲ့ဒီသတင်းကိုပြန်ရုပ်သိမ်းပြီးတောင်းပန်ဖို့လည်းတောင်းဆိုထားပါတယ်။သမ္မတထရဲ့တောင်းဆိုချက်ကိုနယူးယောက်တိုင်းကဇွန်26မှာပယ်ချခဲ့ပြီးအမေရိကန်ထောင်လိုင်းရဲ့ DIA ကထုတ်ပြန်တဲ့အစီရင်ခံစာနဲ့တွေ့ရှိချက်တွေအမှန်တကယ်ရှိကြောင်းခန့်အစိုးရအရာရှိတွေကိုယ်တိုင်ကအတည်ပြုထားပြီးဖြစ်တယ်လို့ပြန်တုံ့ပြန်ပါတယ်။ သတင်းကိုလည်းပြည်ယုတ်ပိမှုမလို့ဘူးလို့သတင်းစာတိုင်းကလည်းတင်းတင်းမမာဆိုပါတယ်။တောင်းပန်မှုမရှိဘူး။ကျွန်တော်တို့တက်နိုင်သမျှအမှန်တရားကိုထုတ်ဖော်ခဲ့တာပါ။ဒီတိုင်းပဲဆက်သွားမယ်ဆိုသတင်းစာတိုင်းရဲ့ရှင်းနေဒေးဗစ်မက်ဂရော့ကပြောပါတယ်။အဲ့ဒီ DIA အစီရင်ခံစာပထမဆုံးဖော်ပြတဲ့ CNN သတင်းဌာနကလည်းတို့ထံရောက်လာတဲ့သမရထရန်ဖွဲ့ရဲ့အလားတူချင်းချောက်မှုကိုပြန်လည်တုံ့ပြန်ဖို့အစီအစဉ်ထားတယ်ဆိုပါလေ။အဲ့ဒီသတင်းဌာနတွေက DIA စီရင်ခံစာအချိန်ခံပြီးရေးသားဖော်ပြချက်ဟာသမရရဲ့ပြောဆိုချက်နဲ့ဆန့်ကျင်ဘက်ဖြစ်နေလို့ ထရန့်နဲ့မဟာမိတ်တွေကမကြသေးမီရက်တွေတွင်နယူးယောက်တိုင်းနဲ့ CNN သတင်းဌာနတို့ကိုပြင်းထန်ဝေဖန်ပါတယ်။ခန့်ကလူမှုကွန်ရက်မီဒီယာမှာအဲ့ဒီသတင်းမီဒီယာနှစ်ခုလုံးကသတင်းတောက်တွေကိုထုတ်ပယ်ဖို့တောင်းဆိုခဲ့သလိုဘာသက်သေထောက်ထားမှမရှိတဲ့အဲ့ဒီဆောင်းပါးတွေဟာအီရန်တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ American စစ်သည်တွေကိုအထင်သေးစေတယ်လို့ပြောပါတယ်။ နာပြေကဝေဝင်ပြီးဟာစကလည်းကနဦးစီရင်ခံစာကိုဖော်ပြခဲ့တဲ့သတင်းသမားကိုကန့်ကွက်ကြောင်းတည်ပြပါလေဒီကနဦးစီရင်ခံစာဖတ်ပေါ်ခဲ့တာကိုညင်းဆိုခြင်းမရှိပေမဲ့လည်းအဲ့ဒီအစီရင်ခံစာရဲ့တွေ့ရှိချက်ကိုပယ်ချခဲ့တယ်လို့အတိုက်ခံရတဲ့နျူကလ িয়ার စေဝနရဲ့ပျက်စီးမှုပေါ်အကဲဖြတ်မှုအစ်တွေလည်းပေးခြင်းမရှိပါဘူးနယူးယောက်တိုင်းကအဲ့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်တဲ့သတင်းတွေဇက်တက်ရေးသားခဲ့ရမှာဇွန်25ရက်နေ့က CIA ညွှန်ကြားမှုဂျော်ရက်ကလစ်ကပြောခဲ့တဲ့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ပြင်းထန်စွာထိခိုက်ပျက်စီးစေခဲ့တဲ့သတင်း ဇွန်26မှာနိုင်ငံတကာနုမြင့်ဆိုင်အေဂျင်စီ IAEA ကြီးကအီရန်နေရာများထဲမှာတခုချီရေနီယာတန်းစင်ဆက်တွေဆက်ပြီးအလုံးမလုံးတော့ပေမဲ့လုံးဝပျောက်ွယ်သွားပြီလို့ပြောဆိုခြင်းဟာအလွန်ကျွံဖြစ်လိမ့်မယ်ဆိုတဲ့ပြောဆိုချက်တွေကိုသတင်းမှာဖော်ပြခဲ့ပါတယ်။ဒါအပြင်သတင်းကခိုင်မာမှုရှိကြောင်းနဲ့ IAEA နဲ့ CIA ညွှန်ကြားမှုကိုယ်တိုင်ကထောက်ခံထားကြောင်းလည်းသတင်းတွေကဖော်ပြနေပါတယ်။ကံကတော့ဟုံးမဟုတ်အဲ့ဒီသတင်းဌာနတွေကိုတရားစွဲမယ်လို့ပြောထားပြီးဖြစ်ပါတယ်။